ောကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးတော့မှအဓိကအကူအညီပံ့ပိုးပေးထားဖြစ်ပါတယ်စောကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd အကန့်အသတ်မရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြီးတော့မှကစားနိုင်ပါတယ် ပထမဆုံးသွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်သက်ဆိုင်ရာအေဂျင့်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်တို့က promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ အားလုံးပဲမင်္ဂလာပါစကားဆက်ရွေးရလောက်ပဲစကားဝိုင်းစီစဉ်ရနေတော့ကြိုဆိုလိုက်ပါဆိုအခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ပြည်ခဲ့တင်းငနေညကဒီခုခမမတ်ဖိုက်ဂိုင်ပွဲမှာရှင်ပန်ထိုးသက်ခဲ့ကြတဲ့ဂျိုးပြူနဲ့ခုခမကစားသမားတို့ရဲ့ဖြစ်စဉ်အကြောင်းကိုကျွန်တော်တို့မတူညီတဲ့ရှုထောင့်ကနေပြီးတော့ဝိုင်းအားသာကလောင်ရှင်ဖြစ်တဲ့ကိုစိုးညီနဲ့ကျွန်တော်ကောင်းထောက်အောင်တို့ကနေပြီးပူပေါင်းတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုမင်္ဂလာပါမင်္ဂလာပါညီလေးဖြစ်စဉ်ကတော့ကျွန်တော်ဒီပွဲလဲကြီးလိုက်တယ်ဒီပွဲ PFU ဖိုင်နဲ့ကျွန်တော်ပြန်ကြည့်ဖြစ်တယ် ဒီဂျိုးပြူကိုပြိုင်မဲ့ကစားသမားဒီမတည့်ရဲ့အနေထားနဲ့အနောက်ကနေလဲပြီးတော့တိုင်းမြင့်တယ်။ clip ဖြစ်ခြင်းမဖြစ်ခြင်းဆိုတာတက်ပြီးရင်ဒီပြိုင်ပွဲဆင်းမြင်းအကြောင်းကလည်းဘယ်လိုရှိလဲဆိုတာကျွန်တော်တိကျမသိတဲ့အခြေအနေမှာပဲဒီဖြစ်စဉ်ကိုမြင်လိုက်ရတယ်။ဒီဖြစ်စဉ်ဖြစ်နေတဲ့အချိန်မှာဒီဂျိုးဝိုင်းတိုင်ကရက်ကြည့်နေတယ်ဒီ video file တစ် file မှာဆိုရင်ဂျိုးဝိုင်းတိုင်ရဲ့ဒီအရှူတော့မှာပဲရှိရဲ့ဒီဘယ်လိုပြောရမလဲခုံတိုင်ဖြစ်မလားအဲ့ဘေးကတိုင်ဖြစ်မလား तू ကနေဒီ ဒီဆဲအောက်ကနေပြီးတော့ရက်ဖို့အတွက်အချက်ပေးနေတဲ့အမူအရာလောက်တာကိုပါကျွန်တော်တို့တွေ့ရတယ်ပေါ့အဲ့တော့ဒီရိုးရလဝေးအာသာကလောင်ရှင်ဝိုင်းအာသာကလောင်ရှင်နေနဲ့အကွေအမင်းရောဒီဖြစ်စဉ်အပေါ်မှာဘလို့မြင်လဲပေါ့ပမာဆုံးပေါ့အက်ဘွဲကိုဟိုကြီးလိုက်တယ်ကြီးလိုက်တော့ဒီဂျိုးယူဒိုယိုရကလကဆိုလင်းလို့စီကခြာတိတ်ဟုတ်ကဲ့သူဒီလိုအနေထားနဲ့ရှုံးသွားတာကိုတွေ့တော့စိတ်ထဲမှာတော်တော်မကောင်းဖြစ်နေတယ်ဒါတော့ပထမဆုံးအက်ဘွဲကိုကြီးရတဲ့အချိန်မှာခံစားရတာ ဒီကလေးတွေပေါ့နော်ဒီညီလေးတွေဒီလိုအနေထားနဲ့ရှုံးရတဲ့အတွက်ဟိုတကယ်ပဲစိတ်မကောင်းဖြစ်အရင်နေ့နေအောင်ဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့သူရှုံးတဲ့ position ကဘတ် position အနေထားနဲ့ဘိုးတော်မှာရှယ်ရဲ့လောကမှာဘတ် position ဖြစ်တယ်ဆိုတာရှားလဲရှားတယ်နောက်တစ်ခုကဒီဝိုင်းရင်ကစားသမားတွေမြင်ကြီးဘတ် position ဘတ် position ဖြစ်တယ်ဆိုတာဟုတ်ဒီခါပိုင်းရလဲသိခါနေနေကြရတယ်ရှက်ဖို့လည်းနေနေကောင်းတယ်ဟုတ်ကဲ့ဟိုဒီ martial art ကသားလေးတော်တော်များများ face to face ကသားတာဟုတ်ကဲ့အိမ်မက်ကိုကိုကကြောခိုင်းလိုက်ရပြီကြောပြေးလိုက်ရပြီကြောပြေးပြီးပြေးရပြီဆိုတဲ့အနေအထားမျိုးကတော့မကောင်းတဲ့အနေအထားပေါ့နော်မဆက်အမှာအဲ့ဒီအချိန်မှာသူချုပ်ခံရတယ် right rory နဲ့ချုပ်လို့ပဲခေါ်မှာပေါ့ဒီလက်ပင်ကိုသူချုပ်ခံရတယ်ချုပ်ခံရပြီးတော့ဒီနောက်ဆုံးတတိမေးလူမေးခင်ထိဖြစ်သွားပြီးသူရှုံးတယ်ဒီမြင်ဝင်းမမြင်ရတာတော့စိတ်ထဲမှာတကယ်မကောင်းပါဘူးကိုရိုးရကသားသမားတယောက်ကိုမြန်မာကသားသမားတယောက်ဒီခွန်ခမမြေပေါ်မှာကမ္ဘောဒီးယား ဂျိုးဝိုင်းထဲမှာဒီလိုပုံစံနဲ့ရှုံသွားတဲ့အတွက်စိတ်မကောင်းဖြစ်မိလဲဒါကတော့တပိုင်းပေါ့နော်ဟုတ်ပြီဒါပေမဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဒီပွဲပြီးသွားတဲ့အချိန်မှာသူတို့ရဲ့ဒီ website တွေကိုဝင်ကြည့်မိတယ်သူရဲ့ rule တွေ regulation တွေကိုဝင်ဖတ်မိတယ်အဲ့အချိန်မှာဒီ Stanford အနေထားကနေပြီးတော့ Brainet ချုပ်ကိုခွင့်ပြုတာမျိုးတွေ့ရတယ်ဒီလို level ကိုနောက်ကနေတိုင်းဖတ်ပြီးတော့ချုပ်ခွင့်ပြုတာအပြင်သူတို့ join တွေကိုလည်းချုပ်လို့ရတယ်နောက်ဆုံးဘယ်လောက်ထိကြီးထားလဲဆိုတော့ဒီ join တွေအစစ်တွေကို တင်ချိုးရတော့ဘာလို့စတန်ဖိုက်လာဖြစ်နေပါလေပေါ့နော်အဲ့ဒါလေးကိုခွင့်ပြုထားတယ်အဲ့တော့ဘာလို့တော့တွေ့ရလဲဆိုလို့ရှိရင်စီမင်းစီကံရတော့သူတို့ကလှုပ်လို့ရလို့လှုပ်တာဟုတ်ကဲ့တရားဝင်ခွင့်ပြုထားတဲ့ဟာကိုလှုပ်သွားတယ်အဲ့ဒီဟာကိုကိုမြန်မာကစားသမားလေးကဒီဟာကိုအကျွမ်းတဝင် မရှိတာလားတတိမမူမိတာလားဒါမှသူဒီဟာကိုခံလိုက်ရတယ်ခံလိုက်ရပြီးတော့သူရှုံးသွားတယ်ပေါ့နော်ဒါတပိုင်းနောက်ပြီးတော့ဝေဖန်မှုတွေပါကြားနေရလဲဆိုဒီဘွဲနဲ့ပတ်သက်ရင်ကိုတို့ပြည်ပင်း ရိုးရလက်ခွေအတိုင်းပိုင်းမှာလည်းအချင်းအမြင်သုံးသက်ချက်တွေအများကြီးတက်လာတယ်ရိုးရလက်ခွေကစားသမားဟောင်းနေရောလက်ရှိကစားသမားတွေလည်းရောဟောနောက်ပြီး1ဆိုရင်1ဒီ Olivia တို့လို့တကယ်ဒီတိုင်းနမကြီးတိုင်းနေရတော့မှ MMA နဲ့မှားနေလားဆိုပြီးတော့ဒီပွဲစဉ်ပေါ်မှာသူတို့ post တင်လာမျိုးတွေတွေ့ရတယ်အဲကိုမြင်လာတော့ MMA နဲ့မမှားပါဘူးသူစီမင်း rule and regulation မှာလဲဟောတာဟုတ်တရားဝင်ခွင့်ပြုထားတာကိုလိုပြည်ရင်းက ရိုးရကစားသမားလေးတွေကစားသမားဟောင်းတွေတချို့တွေဒီလိုမျိုးချုပ်တာကိုဘာကြောင့်ခွင့်ပြုလဲဆိုပြီးတော့ပြစ်တင်ဝေဖန်တဲ့ပုံစံမျိုးလေးတွေတင်နေတာလည်းတွေ့ရတယ်။အဲ့ဒါလည်းကိုယ်မြင်ရတော့ဝေဖန်လို့မရဘူးပြစ်တင်လို့မရဘူး။ဘာဖြစ်လို့လဲဆိုတော့သူတို့တည့်ရဝင်ခွင့်ပြုထားတဲ့မျိုးစနစ်တစ်ခုပဲ။ဟုတ်ကဲ့။အဲ့လိုမျိုးလေးတော့အချမ်းမြင်မြင်မိတယ်ပေါ့နော်ဒီပွဲစဉ်ပေါ်မှာ။ဟုတ်ကဲ့ကို။ဒီဟာပေါ့နော်ဒီ match fight ရဲ့ပြိုင်ပွဲပုံစံတွေ5မိနစ်တစ်ချီရဲပေါ့နော်။ အဲ့ဒီပြိုင်ပွဲရဲ့ပုံစံ rule and regulation တွေကိုထပ်ပြီးအသေးစိတ်ပြောပြပေးလို့ရမှာဒီကညီလေးကဟိုကိုမိနစ်တချီပဲသူတို့မှာရိုးရလက်ဝိနဲ့ဘာသွားဆင်လဲဆိုရင်နောက်တော့နောက်ကောက်မကြလို့ရှိရင်တရေပွဲသမှတ်တယ်အမှတ်ပေးဆုံးဖြတ်မှုမရှိဘူးဟုတ်ကဲ့နောက်ကိုတတိထားမိတာဒေဝါနဲ့ပရိုဆန်လဲဒါလည်းကိုမိနစ်တချီပဲထိုးတာထွန်းထွန်းမင်းနဲ့ပရိုဆန်လဲ ပြန်ထိုးတယ်ဒါလည်းကွန်မြူနတီအဲ့ချိန်တုန်းကကျတော့ဒီဟာကိုအချုံမခံအောင်အချုံမခံအောင်ဆိုတာကစားသမားတွေရဲ့ပေါ်ဖော်မန့်ကြောင့်လည်းပါမယ်သူတို့ကတော့တည်ရွေးပွဲမရှိဘူးဟိုတည်ရွေးပွဲရှိတယ်အမှတ်ပေးဆုံးမြတ်မှုမရှိဘူးအလဲထိုးတဲ့လူအနိုင်ပေါ့နော်ဒီကိုရူရိုးရလက်ဝေးနဲ့နည်းနည်းလေးဆင်တယ်အဲ့ဒီအပိုင်းပါဒါကတော့အမှတ်ပေးစနစ်ကိုမထည့်တာကတော့ဒီပြိုင်ပွဲလေးရဲ့ထူကြကြလေးပေါ့ဟုတ်ကဲ့အခုနကချုပ်ကဲဆိုတဲ့နေရာမှာကျွန်တော်တို့ဒီ Marshall App မှာ Clink ဆိုတာမရှိဘူးပေါ့နော်မတည့်ရအနေထားနဲ့ဟိုနည်းနည်းတော့ အကလင်းနဲ့ခုနကသူတို့အခုသုံးသွားတဲ့ဒီနောက်ကနေလေဘေးကိုတိုင်းချုပ်တာနဲ့အဲ့ဒါကလင်းဆိုတဲ့အောက်ထဲမှာဝင်လာဘူးဒီရဝင်နေကြီးလေဘာကြောင့်လဲဆိုတော့ဒီကိုတို့ဂျိုးပြူအနေနဲ့လေသူဘတ်ပူစင်ဖြစ်သွားတယ်ဘတ်ပူစင်ဖြစ်သွားတဲ့အချိန်မှာသူရှေ့ကိုလှဲချဖို့နည်းနည်းလေးကြိုးစားကြည့်သေးတယ်အဲ့အချိန်မှာဒီခမာဖိုင်တာကနောက်ကနေအတင်းထက်ချက်မကွာလိုက်လာတယ်လိုက်လာပြီးရောင်းသူ့ကိုဒီကလင်းလောက်လိုက်တယ်လောက်လိုက်ပြီးမှအပေါ်ကိုဒီ ground မကြတော့ဘောနော် stand fight ိုယ်ဆက်ရှင်ရအောင်သူပြန်ဆွဲခေါ်သွားတယ်ဆွဲခေါ်သွားပြီးမှဆွဲညှလိုက်ရပါတော့။ကိုမြင်လာတော့ဒါသူရူရဆိုတော့ရူထဲမှာဝင်တယ်။ဒီလက်ရှိခုခံမှာမှပြန်နေဆိုးမိုးစော်တင်ထားတဲ့ post ကိုကျွန်တော်တွေ့ရတယ်။ဒီကစားသမားတယောက်ကဒီတဲကိုလက်နဲ့ကင်ထားတာဖြစ်ဖြစ်ကြမ်းမြင့်ပေါ့။ तू ကနှစ်ခုရှိရည်လေးရ။ဒီလိုအချုပ်ခံရတဲ့အချိန်မှာကြိုးလက်အောင်သွားကင်လိုက်ရတယ်။တို့ဒီမို့ဒူးထောက်ကြအောင်ဒူးတစ်ဖက်ပဲပဲဖြစ်သွားအဲ့ကြိုင်တိုင်ရခွဲပဲခုနဂျိုးယူဟာမျိုးကြတော့ကြိုးတဲ့နဲ့လေဝိုင်းလေမှာ ပြီးတော့သူကဒူထောက်ပိုပိုဇီရှင်မျိုးလည်းမဖြစ်သွားဘူးမဖြစ်သွားတဲ့အတိုင်းဒိုင်ယန်ဆက်ခွင့်ပြုလို့ရတယ်ခွင့်ပြုလို့ရတယ်အဲဆိုရင်လေဒီမြန်မာလက်ဝဲမှာဒီလိုဖြစ်စင်မျိုးရှိဘူးလားဘူးမြန်မာလက်ဝဲမှာလည်းဟိုကိုအမြင်ပြောရရင်ပေါ့နော်ကိုကြုံခဲ့တွေ့ခဲ့ရတဲ့ဟာပြောရရင်မြန်မာလက်ဝဲမှာလည်းဒါတွေလုပ်လို့ရတယ်ဒါတွေကိုခွင့်ပြုထားတယ်ဥပမာတစ်ခုပြောပြမယ်ကြီးလေးရ2009ခုနှစ်လောက်က2006 2009လောက်ကပေါ့နော်ကိုတို့မြန်မာရိုးရာလက်ဝဲဘွဲကဂျပန်မှာသွားကစားရတယ် ဘာမှသွားကစားရအောင်ဇီယာတို့ပါတယ်တတိုးဝါတို့ပါမယ်လုံချောတို့ပါမယ်နောက်ဘီလက်မီစတာတို့ပါမယ်ပေါ့နော်တချို့ကြံငယ်လေးလူတွေလည်းကြံမယ်ဒါကိုဟိုကိုမှတ်မိသလောက် memory ပြန်ခေါ်ပြီးပြောတာအဲ့လုံကမြန်မာယူရလက်ဝိသမားတွေမှာဆို star bill လက်မီအဂျပန်လက်ဝိသမားအုံကဂျိုးယူရှုံးလဲပုံစံမျိုးနဲ့ရှုံးပေးခဲ့ရဘူးလေအဲ့လုံက star bill လက်မီက blue net တွေလည်းဆိုတော့ samukawa samukawa နဲ့တွေ့တော့သူဘတ် position ဖြစ်သွားတယ်ဘတ် position ဖြစ်သွားတော့ samukawa ဒီလိုပဲဒီ level ကိုနောက်ကနေတန်းချုပ်လိုက်တယ် တိုင်းချိုးလိုက်ပြီးတော့အဲ့တော့ကွာတာလေးတစ်ခုပဲရှိတယ်အဲ့တော့ stabilize မြေကပေါင်ပုတ်ပြီးတော့ရှုံပေးလိုက်တာအဲ့တော့ပွဲရလိုက်ပဲအဲ့ solo rider ကဂျပန်မှာကစားတဲ့ဆိုမဲ့ကိုရုမြန်မာရိုးရလက်ဝိစီမင်းစီကံအောက်မှာမြန်မာရိုးရလက်ဝိအဖွဲ့ချုပ်ကကွန်ဆိုးအောက်မှာကစားတာဒီလိုတပ်ပေါက်ကိုထိုးလုံးတပ်ပေါက်ကိုခွင့်ပြုထားတယ်ခွင့်ပြုထားတဲ့အတွက်ဆာမူကာဝါ stabilize မြေကိုဒီလက်မြေ star နိုင်သွားတယ်အဲ့တော့မြန်မာရိုးရလက်ဝိမှာလည်းခွင့်ပြုတယ်လို့ယူဆလို့ရတယ်ဒီဟာပေါ့နော်ခုန ဟိုစတဘီလမ်းမီစတောင်းလိုင်းသွားတဲ့ဆာမူကာဝါဒါသူရိုးရလက်ခွေပထမဆုံးထိုးတဲ့ပွဲမှာသူနိုင်တယ်အဲ့လောက်ပိုင်းမှာဆာမူကာဝါတောက်လျှောက်ဆာမူကာဝါကိုဒီဒီလွဲရညီလေးတို့ဆိုလဲမှတ်မိကြမှတ်မိမယ်ရိုးရလက်ခွေချန်ပီယံဆိုတဲ့အတန်းနေနေပဲတဲ့လားဆာမူကာဝါဒီဒီရန်ကုန်လာပြီးတော့လုံထုံးနဲ့ထိုးတယ်ထွန်းထွန်းမင်းဆောင်းကမန်းနဲ့ထိုးတယ်ထွန်းထွန်းမင်းနဲ့ထိုးတယ်တောက်လျှောက်ပေါ့နော်ဒီလုံချောဆောင်းကမန်းထွန်းထွန်းမင်း၃ယောက်လုံးဆာမူကာဝါမလာဘူးအဲ့၃ပွဲလုံးဒီတည်ရကြသွားတယ်သို့တော့ခုနက ဟို villain mix star လို့တော့အချုံးမခံအောင်ပေါ့နော်ဟုတ်ကဲ့အဲ့ဒါဒါပြီးကမှာမလို့ဒီဘက်မှာအဲ့လိုဖြစ်ခဲ့တဲ့အခြေအနေမျိုးကိုဒီဘက်မှာတော့ဒီဘတ်ပုသရှင်ကတော့ဖြစ်တော့ဖြစ်ခဲ့အခြေအနေပေါ့နော်ဟုတ်ကဲ့ဟိုဖြစ်တော့တကယ်ကိုဖြစ်တော့ဖြစ်ခဲ့အခြေအနေမျိုးပါဟုတ်ကဲ့တကယ်လို့အဲ့ဘတ်ပုသရှင်ကအဲ့လိုပြီးရင်းမှာဒါအဲ့လိုပုံစံမျိုးဖြစ်လာခဲ့မယ်ဆိုတော့ဒီက low weight ပြည်သက်တွေ low weight industry တစ်ခုတည်းကအာလူတွေကဒီအခြေအနေကိုလက်ခံလိုက်မယ်လို့ကိုထင်လာပါ ဘာပြောလို့လက်ခံမယ်လို့ပဲထင်တယ်။ဘာကြောင့်လဲဆိုတော့ဦးနာပြောတယ်ပြည်ပမှာဆိုပေမဲ့ကိုရောသူငယ် rule out မှာသွားကစားအောင်ဟုတ်ဘူး။မြမရိုးရလက်ဝေးရဲ့ rule out မှာကစားတာ။အဲ့တုံးကားတော်လက်ခံသေးခဲ့သေးတယ်မြမရိုးရလက်ဝေးကလက်ခံခဲ့တယ်ဒီအခြေအနေကို။အဲ့တော့ဒီပြည်တွင်းမှာဖြစ်ဖြစ်ပြည်ပပဲဖြစ်ဖြစ်မြမရိုးရ rule out မှာကစားရင်ဒီဟာကိုအရင်ကလက်ခံရင်သူတို့ထားအောင်လက်ခံမယ်လို့ပဲကိုထင်တယ်ယူဆရတယ်။ဘာပြောလို့လဲဆိုတော့အခုတမျိုးတော့ကြာလို့မျိုးပြောင်းလို့မရဘူးလေ rule ဆိုတာလေ။ဟုတ်ကဲ့ဟုတ်ကဲ့။အဲ့တော့ ီအခုဒီဖြည့်ရှင်းကလာလဲပြောပြခဲ့တာလည်းပြည့်ပြည့်စုံစုံဖြစ်ပြီးထပ်မံပြည့်စုံပြောချင်တာရှိသေးလားကိုဒါနဲ့ပတ်သက်ပြီးတမန်ပြောချင်တာဆိုရင်ကိုတို့ဝေဖန်နေတာဓာိုင်ပေါ့နော်ဓာိုင်ကခွဲတာတော့ကြတယ်အတန်းအနေရဲ့အတွက်စိုးရရတယ်ဒီကိုအညီလေးပြောရတယ်စိုးမှုတော့လိုပါကိုတိုင်းလည်းဟိုပါပေါ့နော်တင်ထားတာမျိုးရှိတယ်ကိုမြင်လာကြတော့ဓမျိုးကြီးလေးကဥပမာညီလေးကဒီလိုဖြစ်စဉ်တွေကအမမေပါဆိုမကြခလာလို့ရတယ်ဒီထင်းထင်းရှားရှားလေးရဆိုရင်ကိုရိုရော့တန် ရောထန်လည်းကြွက်ကလေးကစားရဲပွဲရောထန်အချုပ်ခံအချုပ်ခံရတယ်ရောထန်လည်းမပုတ်ဘူးမပုတ်တဲ့အတွက်ဒိုင်ယန်ရက်ကြည့်နေတယ်နောက်ဆုံးကြမှာသူခွာလိုက်တယ်ရောထန်သတိပါမိသွားတယ်ဒီဖြစ်ဆက်မှာလည်းကိုထင်တယ်ဒိုင်သည်ဒိုင်ကိုတချို့ကဝေဖန်တယ်ဘာဖြစ်လို့စောအသည်မခွဲလဲကစားသမားသူလက်ပုတ်ပေါင်ပုတ်လို့ရတယ်လက်ပုတ်လို့ရတယ်အရှုံးပေးကြောင်သူပြောလို့ရတယ်သူအဆိုင်တစ်ခုမှမပြဘူးမပြတဲ့အတွက်နောက်ဆုံးအချိန်နေ့လက်နှစ်ဖက်လုံးအောက်ကျသွားတဲ့အချိန်မှာဒါဒီ ကမ္ဘောဒီးယားတိုင်ကကျိုးဝိုင်းလိုင်ကနေပွဲကိုရလိုက်တယ်။ကိုမြင်လာတော့ကျိုးဝိုင်းလိုင်မှာလည်းသူ့ရဲ့စီမင်းစီကံအတိုင်းပဲလုပ်သွားတယ်လို့ထင်တယ်။သူကတော့အော်ဘာဖြစ်လို့စောစီးမခွဲစောစီးပါလို့မခွဲလဲဆိုတော့ဗလာသမားယုံနေကန်နေသေးတယ်လေ။ဟုတ်ကဲ့။ဟိုကြိုးစားနေသေးတယ်။အားလေးတော့မြင်တယ်။နောက်တစ်ခုပေါ့ဒီပွဲနဲ့ပတ်သက်ရင်တော်တော်လေးအော်တောင်းနေဖြစ်တယ်ဆိုတော့ငါကပြောသလိုဝမ်းတိုင်းနေရလဲပြောတယ်ကိုထင်းနေလားသူတို့သိချာမသိလို့ပြီးွားလို့ရှိရင်နောက်ကိုတို့ပြည်တွင်းအားဆိုရင်ဆိုလင်းဆိုလင်းဆိုတာဂျိုဘူးတို့ တို့ရိုးရကလကဲဥဆောင်ဒီဆိုလင်းကိုတိုင်လည်းဒီဟာကိုလုံးလို့ရတယ်ဆိုတော့စီးမင်းကိုမသိဘူးဆိုသူ post တင်လာတာရှိတယ်။နောက်ရိုးရလဝိကသာမဟောင်းနေရလာမျိုးလုံးလို့ရလားညစ်တယ်ဆိုတာမျိုးကိုကတော့အဲ့လိုမထင်ဘူးညစ်တယ်လို့မထင်ဘူးစီးမင်းစီကန်းလဲရဘောင်လဲရနေလောက်ခွင့်ရှိလို့လောက်သွားတယ်ကိုရိုးဘက်ကဘာအားနေလဲဆိုတော့ခုနပြောသလိုဒီဟာတွေကိုသိဖို့လိုတယ်။နောက်တစ်ခုကဟိုဘလို့အချိန်နေမှာပဲဖြစ်ဖြစ်မာရှယ်အမ်မှာဘက်ပိုဇီရှင်ဖြစ်သွားပြီးဆိုတဲ့က ဲ့ဒီကစားသမားရဲ့ဝီပိုင်းလို့ပြောလို့ရတယ်ဘတ်ပုတ်စင်စင်ဖြစ်သွားတယ်ဆိုတော့သိခါလဲကြရတယ်အားလဲချက်လဲဖြစ်တယ်ဟိုသူများလေးကိုဝေပန်နေမဲ့အစားကိုတာကိုလုံးအောင်လောက်တာတော့ပိုပြီးအဆင်ပြေမယ်လို့ထင်တယ်ဒီဖြစ်စင်မလဲပေါ့ဟုတ်ကဲ့ပေါ့အခုလိုပြပြဆိုဆိုတော့တုံးသက်ပေးခဲ့အောင်ကျေးဇူးတင်ပါတယ်